တသိန်းဒါမှမဟုတ်လို့ရှိရင်မြန်မာငွေ330ဒူတန်တော့မှာပဲဖြစ်ပါရဲ့ရှင်ဒီရီမန်နိုင်ငံမှာဖြစ်ပေါ်သွားတဲ့ဒီငင်းငင်းလုံးမှုနဲ့ပတ်သက်ပြီးတော့မျိုးဤတော်တော်များများမှအထီးခိုက်ပျက်စီးရမ်းများနေတဲ့အချိန်ပေါ့နော်။အထက်အနေနဲ့ဒီတက်နိုင်တဲ့ဘက်ကနေပြီးတော့အလူငွေလေးနဲ့ဝင်းရံပေးတဲ့ဒီ CEO ဝန်ထုံးလည်းကျေးဇူးများရင်တင်ပါတယ်။ လွယ်နေတဲ့သက်စာတွေနောက်တစ်ခါကျတော့ဒီအချောင်ချမ်းတွေအတင်စားသုံးလို့ရတာတွေပေါ့နော်အဲ့လိုဟာမျိုးလေးလိုအပ်တဲ့နေရာလေးတွေကိုကိုယ်တိုင်ကိုယ်ကြောက်သွားသားရောက်ထူထမ်းဖို့လည်းရှိပါတယ် really အကုန်လုံးအားပေးနေတယ်เนาะမြန်မာနိုင်ငံထဲမှာစပြီးတော့ ဆေးရောင်းလာတာဆိုလို့ရှိရင်စုစုပေါင်းတင်းတင်းနဲ့ဆိုဒီနေ့ရှိပါပြီမြန်မာနိုင်ငံမှာဘာပဲကြုံရကြုံရဘယ်လိုမျိုးအခက်အခဲပဲတွေ့ရတွေ့ရအာရအမြဲတမ်းကူညီလေးရှိနေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီတစ်ခေါက်လေးပဲငလင်တန်တင်းနေတဲ့မြန်မာနိုင်ငံကဘီတူဘီသားတွေအတွက်အာရကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပြန်လည်လိုတန်းချင်းပဲဖြစ်ပါလို့ရှင်အာရမှာဒီငလင်တန်ခံရတဲ့လူတွေအတွက်ပန်းငွေတသိန်းဒါမှမဟုတ်လို့ရှိရင်မြန်မာငွေ330လူတန်းတော့မှာပဲဖြစ်ပါတယ်ရှင် အစားတော့ဒီပွဲလေးကိုမလာတော့ဘူးဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနိုင်ရဖြစ်နေရဖြစ်တဲ့အတွက်ပေါ့နော်အကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဘွားကဒီ28ရက်နေ့ရပဲပေါ့နော်ငလင်းရဲ့အစိုးချုပ်နဲ့ပဲကျွန်တော်ဘွားလည်းဆုံးသွားတယ်ပေါ့နော်အဲ့တော့ခါကြတော့မလာတော့ဘူးဘာများစဉ်းစားပေမဲ့ပွဲလေးရနေပြီးရော CON ကသူမြန်မာနိုင်ငံအတွက်ပေါ့နော်ဒီငလင်းအတွက်ကိုလူငွေလည်းအများကြီးလူပေးမယ်ပြီးတော့ခါကြဒီမှာရှိရဲ့ member တွေ IOR ရဲ့ member တွေအကုန်လုံးကလည်းလူငွေလူမယ်ပြောတဲ့အတွက်ကိုနိုင်ငံအတွက်ကိုကိုကိုအားပေးကြတဲ့ပြည်သက်တွေအတွက်ကိုပေါ့နော်၎င်းတနေရာနေပြီးရောအချို ိုးအများကြီးဖြစ်မယ်လို့ထင်တဲ့အတွက်ကြောင့်ဒီဟာလေးကိုလာပြီးတော့အလွန်ငွေလေးကောက်ခံတာပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့တကယ်တော့ဒီနေ့ကိုယ်ကိုလာရရတဲ့အာဒီရွေးချယ်လေးရဲ့အကြောင်းရင်းလေးတွေနဲ့တကယ်တော့မြန်မာနိုင်ငံမှာဒီ26ရက်နေ့မှာဖြစ်ပေါ်သွားတဲ့ဒီငင်းကလေးလုံးနဲ့ပတ်သက်ပြီးတော့မျိုးကြီးတော်တော်များများမှအထိခိုက်ပျက်စီးရန်များနေတဲ့အချိန်ပေါ့နော်အဲဒါအနေနဲ့ဒီတက်နိုင်တဲ့ဘက်ကနေပြီးတော့အလွန်ငွေလေးတွေနဲ့ဝင်ရပေးတဲ့ဒီ CEO ဝန်တို့လည်းကျေးဇူးများရင်တင်ပါတယ် ီးတော့အောက်မှာရှိတဲ့ကိုယ်စားလှယ်အနေနဲ့လည်းမြန်မာပြည်သူမိသားစုဖြစ်တဲ့အတွက်ကိုယ်နိုင်ငံခုလိုမျိုးဖြစ်နေတဲ့အချိန်မှာတက်နိုင်တဲ့ဘက်ကနေပြီးတော့အဝိကူညီလေးချဖို့ဒီနေ့အနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်ကျေးဇူးများကြီးပါတယ်အမြန်ဆုံးကြော်ဖြတ်နိုင်ပါစီเนาะအကုန်လုံးအာချစ်တယ်လီလီ အကုန်လုံးအားပေးနေတယ်เนาะမြန်မာ ျွန်တော်ကရန်ကုန်မှာဆိုတော့အရင်မထိခိုက်လိုက်ရပါမယ်ဟိုခဏလေးပြောက်သွားတဲ့အချိန်လေးမှာပေါ့နော်ခဏလေးပြောက်ပြက်သွားတဲ့အချိန်လေးမှာတကယ် line တွေပြန်ရတဲ့အချိန်မှာဆိုလို့ရှိရင်အများကြီးဖြစ်သွားတယ်တကယ်လည်းထရတဲ့အတွက်တကယ်ဆူဆူဝါးဝါကြုံလာတဲ့အချိန်မှာပေါ့နော်ဒါကျွန်တော်တို့နောက်ကျလို့ရှိရင်မပေါ်စားချဘူးကျွန်တော်တို့လိုအပ်တဲ့ဟို ဒီငလင်ထန်နဲ့ပတ်သက်တဲ့အရာတွေကိုပို့ပြီးကြိုတရားဖို့အတွက်ကတော့ကျွန်တော်လည်းအများကြီးသင်ခန်းစာရတာပေါ့နော်ဟုတ်ကဲ့ဟုတ်အာကိုရိုင်းကိုကြသွားရောက်ပြီးတော့ဒီဟိုပြောရမယ်ဆိုရင်အစင်မပြေဖြစ်နေတဲ့လူတွေထိခိုက်ဒဏ်ရာထားတဲ့လူတွေကိုမကယ်နိုင်တဲ့အပေါ်မှာကိုယ်အနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့အလူဒါနလုပ်ချင်တယ်ပဲတဲ့ဘက်ကနေအကူအညီပေးနိုင်တဲ့ဘက်ကနေတဲ့အကောင်းဆုံးတတ်နိုင်တော့ကူညီတော့ပါအောင်မယ်ဟုတ်မကောင်ဖြစ်တဲ့ဒီဘာကောင်မနေသောဆိုတဲ့ effect ကြီးပါမှာနော်အဲ့ချိန်မှာဆိုရင် ုလောမှနည်းနည်းလေးပဲဖြည့်တဲ့အချိန်မှာဆိုတော့တော်တော်ကြောက်ကောင်းတယ်မြန်မာပြည်မှာဆိုရင်အရင်ဖြစ်ပါတော့เนาะတမီးရဲ့ပရိသတ်တွေလည်းမင်းလေးမှာအများကြီးရှိတယ်ဖုံလန်းဆက်တယ်အခုလုံးလည်းစိတ်မကောင်းဖြစ်တယ်ပေါ့တမီးလည်းဘယ်လိုပြောမလဲသူ့ဆိုတာအသက်ကလည်းအရင်ကြီးကြီးတယ်ပေါ့เนาะခုချိန်မှာတာပြောရှင်လဲဆိုတော့ကိုယ့်ရဲ့ကိုကိုကို view ဆိုင်ကြပါလို့ပြောရှင်လဲအရင်ကြီးတဲ့ဟာကိုထားထားလိုက်အောင်ကိုယ့်ရဲ့အသက်ကိုအရင် view ဆိုင်ကြပါလို့ပြောရှင်ပါရဲ့ပေါ့နော်အလုံးကမွာ 抓呢，做片奶爸是，爱阿拉嘎，睡眠嘛多，阿龙哥，谢坤阿，贝来巴的，准吗？爱阿拉 CEO，thank you。 IOR IOR နေပြီးတော့ CEO ကနေပြီးတော့ marketing ငွေ330လူပါတယ်ခင်ဗျ330လူပါတယ်ပြီးတော့ဒါ member တွေကလူလာတယ်ရောဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လောက်ရမယ်ဆိုတော့ကျွန်တော်ရဲ့ Facebook account personal account လေးကနေပြီးတော့မကြခင်မှာကျွန်တော်တင်ပေးပါမယ်လို့ဟုတ်ကဲ့ဟုတ် အဓိကတော့ကျွန်တော်တို့လိုအပ်နေတဲ့နေရာပေါ့နော်ကျွန်တော်ကတော့သမင်းပူးတွေလူဖို့ရှိမယ်ပြီးတော့ခါကျလိုအပ်နေတဲ့သက်စာတွေနောက်တစ်ခါကျတော့ဒီအချောက်ချမ်းနေအတင်စားသုံးလို့ရတာတွေပေါ့နော်အဲ့လိုဟာမျိုးလေးလိုအပ်တဲ့နေရာလေးတွေကိုပေါ့နော်ကိုယ်တိုင်ကိုယ်ကြောက်သွားသွားရောက်လူသမ်းဖို့လည်းရှိပါတယ်ပြီးတော့ခါကျွန်တော် fan တွေလည်းကျွန်တော်တို့ fan ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီ miss ပွဲတွေဒီအလှမဲ့ပွဲတွေလောက်လာကြတဲ့ကကျွန်တော်တို့အားပေးကြတယ်ကျွန်တော်တို့ရဲ့မိသားစု fan တွေကလည်းသွားရောက်လူသမ်းဖို့ရှိပါတယ်လို့တကယ်လို့ကျွန်တော်တို့တွေကမလိုက်နိုင်ခဲ့ဘူးဆိုရင်တော့မှကျွန်တော်နဲ့တဲတဲနေရာပေါ့နော်ရန်ကုန်မြို့ရဲ့အဲ တကယ်အချင်းကြီးရနေရာတွေမှာတူတူပေါ့နော်ဒီအလူငွေတွေကောက်ခံမှုလည်းရှိပါတယ်လို့အဲ့ဒီလူငွေလေးတွေကိုတစင်ပြီးတစင်လှူဒန်းပြီးတော့တကယ်လူနေရဲ့အရေးပေါ်နေရာတွေကိုလှူဒန်းဖို့ရှိပါတယ်လို့အာလှူဒန်းခြင်းတဲ့သူတွေကျွန်တော်တို့နဲ့တူတူလုပ်ပေးခြင်းတဲ့သူတွေလည်းကျွန်တော်တို့နဲ့တူတူလာပြီးတော့လုပ်ကင်လို့ရပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်จริงๆแล้วก็พูดตรงๆว่าเหมือนพี่แอนเลยแล้วอย่างนึงคือรู้สึกพอเห็นข่าวมารู้สึกไม่ดีอยู่แล้วอะค่ะไม่ว่าจะเป็นคนพม่าที่ไทยหรือว่าที่ประเทศพม่าเองเนี่ยค่ะแล้ว พอเห็นอย่างเงี้ยเราติดตามข่าวทุกวันเราอยากเราอยากจะรู้ว่าประเทศพม่าตอนนี้เป็นยังไงบ้างแล้วอย่างล่าสุดก็เกิดขึ้นอีกมันยิ่งทำให้เรารู้สึกเรามันรู้สึกแย่อะแล้วมันก็ไม่ได้อยากให้เเหตุการณ์นี้มันเกิดขึ้นเลยแม้แต่นิดเดียวอะไรเงี้ยค่ะแล้วก็เหมือนทางคุณยาย คุณแม่เองก็เป็นกังวลมาก ๆเลยจริงๆเนี่ยคือเราทําได้แต่แบบส่งกําลังใจเนาะอยากให้ทุกคนแบบว่าผ่านคนวิกฤตนี้ไปด้วยกันแล้วคือ มันไม่มีทางที่เราหรือว่าคุณแอนหรือทุกคนจะทอดทิ้งเพื่อนบ้านอย่าง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  พม่าแน่นอนค่ะ ก็หลังจากที่ได้ยินข่าวว่าพม่าเกิดแผ่นดินไหวนะคะแอนก็ติดตามข่าวอยู่ตลอดเวลาเลยนะคะ สิ่งที่เห็นเนี่ยภาพแรกที่เห็นเลยคือภาพจากข่าวแล้วก็ภาพจากพาร์ทเนอร์ของเราทุกคนนะคะ ที่บ้านช่องพังเสียหายตึกถล่มนะคะ แล้วก็มีผู้คนเสียชีวิตด้วยแอนก็รู้สึกว่าตอนนั้นต้องบอกตรงว่ารู้สึกสะเทือนใจมากนะคะเพราะว่าพาร์ทเนอร์ของเราเนี่ยเขาก็ผูกพันกับเราเนาะแล้วก็เราก็ไม่อยากให้เขาเป็นแบบนี้นะคะ แล้วก็อยากให้ประเทศเมียนมาเนี่ย ไม่อยากให้เจอข่าวแบบนี้เลยนะคะแอนก็ตัดสินใจเลยว่าแอน อยากที่จะช่วยเหลือนะคะอยากจะให้กําลังใจชาวเมียนมา ให้ผ่านพ้นวิกฤตนี้ไปได้ ไม่ว่าจะเกิดอะไรขึ้นนะคะ ทุกคนคือนักสู้นะคะขอให้ผ่านพ้นวิกฤตนี้ไปได้ แล้วเราก็จะช่วยเหลือชาวเมียนมาทุกคนนะคะแอนก็อยากให้แอลล่าเนี่ยได้เป็นส่วนหนึ่งของการร่วมบริจาคครั้งนี้แล้วก็เชิญชวนทุกคนด้วยค่ะคือต้องบอกเลยว่าร่วมงานกับแอลล่ามาครั้งที่3 แล้วใช่ไหมคะตอนคุณแอนก็คือน่ารักมากๆเลยแล้วคือครั้งเนี้ยที่กลับ ตอนนี้ติดต่อมาคือเซย์เยสเลย ไม่ได้คิดเลยว่าแบบว่าจะไม่มาร่วมงานด้วยอะไรอย่างเงี้ยค่ะแล้วพอพอรู้ว่าเปลี่ยนรูปแบบงานไปเป็นรูปแบบของการกุศลยิ่งรู้สึกว่า มันมันมันมาในเวลาที่แบบถูกต้องมาก ๆเลย แล้วก็ดีมากๆเลยที่คุณแอนเปลี่ยนมาเป็นรูปแบบ ဲ့ပေါ့နော်။နောက်တော့ဒီပြန်မှဒီရပရင်တာများကြီးကိုလည်းအာစတောက်ရတဲ့ဒီထက်အများကြီးအဆင်ပြေပါစေလို့စတောက်လိုက်ရှေ့။ ဟုတ်အိုင်ဟိုရာကတော့ကျွန်တော်တို့အမြဲတမ်းကူညီပေးတဲ့ဒါဖွဲ့စည်းလို့ပြောလို့ရရပါတော့ကျွန်တော်တို့ဘန်ကောက်မှာပြိုင်နေတဲ့ကာလတွေကမ္ဘောဒီးယားမှာဒုက္ခရောက်ခဲ့တဲ့ကာလတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အမြဲတမ်းကူညီပေးတယ်ကျွန်တော်တို့ဒီအရင်တော့လောက်ခဲ့တဲ့အလားမဲ့ပွဲတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အောင်မြင်လာအောင်ကျွန်တော်တို့ဒီနေရာရောက်လာအောင်အမြဲတမ်းကူညီပေးတဲ့အဖွဲ့စည်းတခုပေါ့နော်အဲ့လိုဖွဲ့စည်းတခုကအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဒုက္ခရောက်တဲ့ဆိုတဲ့အချိန်မှာတော့မှကျွန်တော်ဖုံးဆက်တယ်ပေါ့နော်ကျွန်တော်တို့ကလိုအပ်တဲ့အရာလေးတွေလှူဒါန်းနိုင်အောင်လို့ဒီနေ့ဒီချိန်မှာဒီလိုရောက်လာတာပေါ့နော်အမြဲတမ်းအဖက်ဖက်ကနေအမြဲတော့ကျွန်တော်တို့အမြဲတမ်းကူညီ ီပေးပြီးတော့အမြင်နဲ့ကျွန်တော်တို့အတွက်ဆိုရင်အသိရှိနေတဲ့ IOR လည်းဒီထက်မကအောင်မြင်ပါသေးလို့ဒီနေရာကနေဆွတောင်းပေးပါတယ်ခင်ဗျာဟုတ်လုံးဝကောက်ခံပြီးလိုအပ်တဲ့နေရာရေလူတန်းနဲ့အများကြီးစူးစမ်းသွားပါမယ်လို့ကျွန်တော်တို့တည်တယ်လို့ပါเนาะကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေကျွန်တော်တို့ရဲ့မိသားစုရဲ့ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကလည်းအကောင်းဆုံးပေါ့เนาะပြန်လုပေးနိုင်တဲ့အရာလေးတွေအကုန်လုံးလုပေးပြီးတော့အာကျွန်တော်တို့ညီကောင်မောင်နှမတွေကျွန်တော်တို့မိသားစုတွေနဲ့အတူတူတစ်စီတစ်စီတစ်လုံးနဲ့ရှိနေပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်